ော်လိုရာပေါ့နော်ကျမတို့ကော်လိုရာကို5မိနစ်တွင်နဲ့အမြဲတမ်းစစ်မယ်ဘယ်လိုစစ်ကြမလဲ hanging drop preparation ဆိုရဲ hanging ဆိုတာကျမတွဲလောင်းချတာ drop ဆိုတာကြတော့ရေဆက် အခုအဆက်လေးပြောရအောင်အဲ့တော့အဆက်တွဲလောင်းချတဲ့ပုံစံလေးကိုမှကျမတို့အဲဒီမှာကျမဘာလို့သွားကြည့်မလဲဆိုရှင်အဲ cholera bacteria ကိုမူတိုင်းဖြစ်လာမှရှင်းလာသွားကြည့်မှာပေါ့နော်မူတိုင်းဖြစ်တဲ့ကောင်တွေ့လားမတွေ့လားပေါ့အဲ့တော့မူတိုင်းဖြစ်တယ်ဆိုပေမဲ့လည်းပဲအဲ cholera လို့မူတိုင်းဖြစ်တာလားတခြားပုံစံမူတိုင်းဖြစ်တာလားဆိုတာရှိသေးတယ်အဲ့တော့ပြင်ဆင်မှာပုံပြမယ် cholera ရဲ့မူတိုင်းဖြစ်တယ် cholera လှုပ်ရှားနိုင်တယ်ဆိုတာဘယ်လောက်ထိလှုပ်ရှားနိုင်လဲသူများရင်လည်းဘာကြီးထူးခြားကွာခြားပြီးလှုပ်ရှားလို့တွေ့ကြောင်းမလို့ကျမတို့ဒီစစ်ဆေးမှုနဲ့စစ်ဆေးလို့တွေ့ရလဲဆိုတော့ကျမတို့ဒီဝေပေါ့နော်အဲတနာတို့တမျိုးရဲကျမတို့ watch drop ဝက်ဆိုတော့အဆက် ဆိုပြောတာပေါ့နော်သူရဲ့ဒီ drop လေးကိုပဲဒီ true sample ကိုပဲယူပြီးစစ်လိုက်တဲ့ဟာကိုပြောတာကြည့်တဲ့အတွက်ကြောင့်မို့ what drop method လို့လဲခေါ်ပါတယ်9မိနစ်အတွင်းနဲ့ဆွေးလို့ရပါတယ် သူကဘာနဲ့ဆင်းရလဲဆိုတော့ microscope လို့ပြောဖြစ်ပါတယ်ဒါပေမဲ့အဲ့ microscope ကအဲကျွန်မတို့ပုံမှန် microscope ပဲတာမန်ကျွန်မကွန်ပေါင်း microscope ပဲဒါပေမဲ့ကျွန်မတို့ကဟိုနာမည်အားဖြင့်ဆိုတော့ dark field microscope လို့ပြောလို့ဆိုခါကျသူကအလင်းကိုပိတ်ပြီးတော့ကြည့်ရဖြစ်တဲ့ဆောင်ပါဒါမှကျွန်မတို့အကောင်သွားတဲ့ဟာကိုခက်တင်နေရှိစားအဲအမောင်ထဲမှာသူကကြည့်မယ်ဆိုပိုထင်ရှိစားမြင်ရမှာနော်အလင်းထဲမှာဆိုလို့ရှိရင်ကျတော့အရင်မထင်ရှားတော့ဒါပေမဲ့ကြည့်လို့ရလားဆိုတော့ရပါတယ်ကြည့်တတ်တယ်ဆိုလို့ရှိရင်တော့အမောင်ဖြစ်ဖြစ်အလင်းဖြစ်ဖြစ်ကျွန်မတို့ကြည့်မယ်ဆိုလို့ရှိရင်တော့ကြည့်လို့ရပါတယ်အဲ့တော့ dirty modality လို့ခေါ် dirty ဆိုတာကျွန်မတို့က ခါနေရပေါ့နော်ကတာလည်း dance လုပ်တာလည်းမဟုတ်ဘူးသူကအဲလှုပ်လှုပ်တယ်ဆိုတာအထက်ကိုကခါပြီးတော့မှကြတော့တိ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 အဲ့လိုလှုပ်သွားတယ်အဲ့လို modality မျိုးကျွန်တော်တို့က data modality လို့ခေါ်တာဆိုတော့ vibrio ရဲ့ကျွန်တော်တို့ shape ဖြစ်တဲ့ comma shape တွေကျွန်တော်စာထဲမှာသိနေတယ်ဒါပေမဲ့အဲ့ comma shape ကအဲ့လောက်လှုပ်ခါနေတဲ့အတွက်ကြောင့်ဒီစာမတွေ့ချင်မှာတွေ့မှာမတွေ့ရဘူးများတယ်ပြီးရင်ကျွန်တော်တို့ပုံလေးတွေပြမယ်လှုပ်ရှားမှုကအရန်ကိုမြင်တယ်ရွှွှွှွှွှွှဆိုပြီးသွားရတယ်ကနောက်တစ်ခါကျတော့ဒီတက်ပို့ပြီးတော့ကောင်းတဲ့ဟာဆိုလို့ရှိရင် rapid test တွေသုံးလို့ရတယ် o1 ဒီချင် o139 ဒီချင်ဆိုတာရှိတယ်ကျူးဆံမယ်ယူပြီးတော့အဲထဲမှာစစ်လို့ရရတာလေးလည်းရှိရပေါ့နော်အဲ့တော့ရနိုင်လို့ရှိရင်လည်းမျိုးမျိုးလုံး dress ဆင်မယ်ဆိုရင်ပိုကောင်းတယ်မရနိုင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့က Microsoft ရှိတယ်ဆိုလို့ရှိရင် okay ပြီးပေါ့နော်ကြည့်လို့ရပြီ gram တိုင်းကကျတော့ကျမတို့ကမတည်ကြဘူးအဲ့တော့ gram negative carb share တို့မှာ chroma shape lossless ဒါပဲအဲ့ဒါပို့ပြီးတော့ colorado confirmation လုပ်လို့မရဒါကြောင့်ကျမတို့ကမဖြစ်မနေဖွဲ့ချဝင်ရအတွက်ကိုကြတော့ confirmation test ကိုလုပ်ပြီးဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ modality test ကတည်ကြလားဆိုရင် sensitivity အဖြစ်ဆိုလို့ရှင်တော့အဲ80%လောက်ကတော့ဒါရှင်နာရှိရဆိုလို့ရှင်ပေါ့နော်အကောင်အဲတကယ် infectious ဖြစ်နေရဆိုလို့ရှင်တော့လူတရားမှာ80%လောက်ကတော့တွေ့ရပေါ့နော် ဒါကကျွန်တော်တို့ teaching laboratory ကနေပြီးတော့ထုတ်ပေးထားတယ်အဲ microscopic အဲဒါဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်ပါလိကောင်းတယ်ပေါ့နော်ဒီမှာသူလှုပ်နေတဲ့ပုံစံကဒီမှာကြည့်နော်လို့လို့ဆရာမဒီမှာ point တိုင်းလိုက်ထားလို့တော့မမီဘူးသူတို့တွားနေရ နေရာတွေကတော့ तू ကဒီမှာဒီအဆက်ပေါ့နော်သူ့ drop ရဲ့အဆက်ဒီဘက်ဒီဘာမှမရှိရဲ့ဘက်နဲ့ရေဆက်ဒီဒီအဲသူ့ရဲ့ sample အဆက်ရှိရဲ့ drop ရှိရဲ့ဘက်နဲ့ချားထားတယ်အဲနေရာလေးကိုသွားပြီးတော့သွားချဲ့ကြတာတော့ခါကြတော့အရန်လုံနေတဲ့ကောင်လေးကိုဒီမှာအများကြီးပြုံခဲနေနေရတာပေါ့နော်ဟိုဘက်ဒီဘက်လို့ရွေ့နေတာကြည့်လိုက်ပေါ့နော်ဘယ်ရဘယ်လိုသွားနေမှမသိဘူးရွေ့နေရဒီမှာဘယ်လိုလိုရွေ့နေရလဲဒီလိုလိုသွားနေရလဲဒီလိုလိုသွားနေရလဲရှိရဲ့ဆင်းရတဲ့ point နဲ့လောက်ထောက်ထားလို့မရအောင် နည်းနည်းလွတ်တုတ်လွတ်တုတ်လေးသွားနေကောင်းရှိအဲ့ကောင်လေးတွေကမိုတိုင်းဘက်တီးရတယ်မှာဆိုဒေါက်လေးဆိုသွားနေဒါပေမဲ့အဲ့ဒါကော်ရာမဟုတ်ဘူးဒီဒီဗီဒီယိုကော်ရာမဟုတ်ဘူးပေါ့နော်အဲသူ့ရဲ့ဒီတခြားမိုတိုင်းဘက်တီးရတယ်ဒီကြောင့်ကျွန်တော်တို့ကမိုတိုင်းဖြစ်တယ်ဆိုရင်းလေးပဲအဆင်မပြေဘူးဓာတ်တင်ပေါ်တယ်လို့ခေါ်လဲခါပြီးတော့သွားနေဟာလေးပါတာလေးအဆင်ပြေပေါ့နော်မကြည့်ရတာခါပြီးတော့သွားနေခါကြရမှာပဲအဆင်ပြေပေါ့နော်ဒါနောက်တဲ့ဒီပုံပေါ့နော်ဓာတ်တင်ပေါ်တယ်လေးဒီ hanging drop preparation ကိုဒါကျွန်တော်400နဲ့ကြည့်တဲ့ချိန်မှာ တေချာမြင်ရလားဆိုတော့လှုပ်တော့လှုပ်နေရပေါ့နော်သူ့ရဲ့ဟာလေးကတော်တော်လေးကိုမြင်မဲ့စင်စက်လှုပ်ရှားရနေမျက်လုံး train ရထားတဲ့လူဆိုလို့ရှိရင်တော့တည်လာနိုင်မယ်ပေါ့နော်အဲခုနကလောက်ကျွန်မတို့ကအရင် high ပါပါမဟုတ်သေးသေးတွေ့ကြအောင်မလို့မမြင်ရသေးဘူးထပ်ပြီးတော့တင်လိုက်မယ်အခုတထောင်ပေါ့နော်တက်တင်လိုက်တဲ့အချိန်မှာပို့ပြီးတော့နိနိကမြင်ရမယ်ဒါကကျွန်မတို့ကတကယ် microscope အောက်မှာအဲကျွန်မခုနကတော့လို့ video နည်းနည်းကောင်းကောင်းနဲ့ရှင်းတာမဟုတ်ပဲနဲ့ရိုးရိုးစင် microscope မှာဖုန်းနဲ့ရိုက်ထားတဲ့ပုံမျိုးဖြစ်တယ်ပေါ့။ဒါကြောင့်ကျွန်မနည်းနည်းလှုပ်လှုပ်လှုပ်လေးဖြစ်မဲ့ခုနကကျွန်မတို့ပြရတဲ့ပုံနဲ့ ်မျက်လုံးချင်းအကျင့်ရသွားပြီဆိုလို့ရှိရင်တော့ဒါနောက်ဆိုရင်ကျွန်တော်လေးသိတာသွားပြီခု1200ထက်ချေလိုက်ပြီတော်တော်လှုပ်နေပြီခုနကတော့ပုံစံတိုင်းပဲလှုပ်တာမဟုတ်ဘူးတွားနေတာပြေးနေတာ dating modality positive for cholera vibrio cholerae လို့ကျွန်တော်တို့ပြောလို့ရပြီပေါ့နော်အဲ့တော့ phone run နေဆိုလို့ရှင်ရအဲဒီရေဆက်သူပြောသူလေးကမှရေအဆက်နားလေးချတဲ့ဟာလေးကိုပဲသူကဒီစားလေးရိုက်ပြထားတယ်အဲ့နေရာလေးချိန်ထားတဲ့ဟာလေးရေပို့ပြီးကြည့်ရတာရှင်းတယ်ပေါ့နော် ဘောဟန်အတွက်ဆိုနည်းနည်းလေးပဲပေါင်းစံပေါင်းစံပို့ပြီးတော့ဒေတာတင်းတင်းကြားကြားလေးအဲ့သူ့ရဲ့လှုပ်တဲ့ဟာလေးပို့ပြီးတော့မြင်လာရပြီပေါ့နော်တူအရိုက်ထားတာတိတ်မရှင်းဘူးခုနကဟာလို့တီရှင်းပြီးရမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းဆံမော်လက်ဘော်ထူရဲကတွေ့ရဟာကိုပဲရိုက်ထားရတာဖြစ်တဲ့အတွက်အရင်ကြီးတော့ကြည့်လို့မကောင်းပါဘူးပေါ့နော် နောက်သူကကျမတို့ဒီအလင်းတော့သူ short တော့ short ထားတယ်ဒါပေမဲ့ dark field microscope ရဲ့လို့တော့အရင်ဟိုမထင်ရှားသေးဘူးပေါ့နော်အလင်းသူ short တော့ short ထားတယ်ဒီမှာတခြားတော့မြင်နေရပြီချိန်ချိန်နဲ့တော့ဒီမှာတလုံးလုံးခုနကမှလို့သွားနေရပြီတော့မြင်လာရပြီဟိုဒီဘဲမဥတ္တရာဟိုမရပဲနဲ့ရွှေရွှေရွှေဆိုလို့လျှောက်သွားလို့လို့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 သွားအများကြီးပဲ ွားနေရတယ်။ဆရာမတော့အဆက်ကလေးမှချိန်တယ်အဆက်ကလေးချိန်လို့ရပို့ပြီးတော့ကြည့်လို့အာရှင်းတယ်ပေါ့နော်အဆက်နဲ့အဲ drop ရဲ့အဆက်ကလေးပတ်သွားချိန်တယ်။အဲဆရာမတို့ယောဂဗီဒါမဟာရန်တက်တုံးကတော့ကျောင်းသူဘုရားတော်ကတော့အဲဒါဒီကိုယ်တိုင်လောက်ရတယ်။အဲ cholera sample ကိုဆရာမတို့ laboratory က အဲပေးထားရပေါ့နော်ပေးထားပြီးတော့အဲ့ဒါကိုကိုပရဒီရဲ့အချိန်မှာ hanging drop preparation လုပ်ရတယ်မြို့တို့ကိုယ်တိုင်အဲ့ဒါလေးကိုတိစားလုပ်ကြည့်ရတယ်ပေါ့နော် emergency solution လည်းပဲအခုလိုချင်အချိန်မှာအရန်သုံးဝင်တယ်ပြီးတော့ဒီလောက်အရေးကြီးတဲ့ဒီ outbreak ဖြစ်နိုင်ပုံစံဖြစ်နိုင်တယ်ကိုလိုရာကိုကျမတို့ကိုနိုင်ကိုကိုတိုင်ကိုကြပေါ့နော်လှုပ်တက်တဲ့ အဲတုတ်တန်အောင်တာကတင်ကြပြီးတဲ့ training session တွေလည်းရှိရတဲ့အကြောင်းမဟုတ်ဘူးအဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့ဟိုအရန်ဒါကိုလှုပ်စေစင်တဲ့အဲမှာပါလှုပ်ကြည့်စေစင်တဲ့လှုပ်တက်စေစင်တဲ့ပေါ့နော် hanging drop ကခုနပြထားတယ်ဖျောင်းလေးနဲ့တက်ထားတဲ့ဟာလေးပါဒါကဖျောင်းကိုပြဆိုတော့ဖျောင်းကဒါလေးပဲဖျောင်းဟိုအဲဒီအပြော့အပြော့သားလေးပေါ့နော်အဲဖျောင်းအပြော့သားလေးရှိရဆိုရပြီဒီဘက်မှာ cover slip ပန်ပြားလေးပေါ့နော်အဲကာဝါစလစ်ပေါ်မှာအဲဒီအဆက်ကလေးကိုပေါ့နော်ဆမ်မာရီဆမ်ပဲ drop လေးကိုတင်လိုက်ပြီးတော့ငါကြတော့မှာအဲဒီပေါ်ပြန်မပေါက်ချရတာပေါ့နော်အဲတော့မတင်ငင်ပါကျွန်တော်အရင်ဆုံးကဖျောင်းလေးတွေက၄တောင်ပေါ့နော်ခုနကဆမ်မာရီပြရင်ဒါမှမဟုတ်လို့ရှင်၃၃တောင်ချဟိုပါကတ်တဲ့နေရာလေးမှာချပြီးတော့ငါကြတော့အဲဒီအလေအလေတဲတဲမှာလေတဲတဲမှာကျွန်တော် သူရဲ့ဒီ drop လေးကိုလာပြီးတော့ sample drop လာတင်ပြီးတော့ခါကျတော့ဒီဘုံကျွန်တော်သွားပြီးတော့ပေါက်ချလိုက်မယ်ဆိုလို့ရှိရင် Microsoft အောက်မှာကျွန်တော်တန်းပြီးတော့ကြည့်ရတဲ့နေတာဖြစ်သွားပြီပေါ့နော်အဲ့မြန်မြန်တော့လောက်ရမယ်နော်သူ6သွားမှာဆိုမိမဒေတိုက်တာတော့ပါဆိုတော့လည်းတတိထားပါပေါ့နော်ဒါလည်း Microsoft နဲ့လာပြီးတော့နောက်တစ်ပုံရိုက်ထားတဲ့ဟာပဲသူလည်းဒီမှာပြတာအဆက်ကလေးကိုပြတာဟိုကဒီပဲလုံးဝ6နေရဲ့ဒီအဆက်ရဲ့ drop ရဲ့ဟိုပဲဘာမှမပါတဲ့အချမ်းနဲ့ drop နဲ့ကြားရတဲ့နေရာလေးသူပြထားတာပေါ့နော်အဲ့တော့ဒါကကြတော့ကျွန်တော်တို့ ဂျာနယ်တစ်ခုကနေပြီးယူထားတာပေါ့နော်ဒီကော်ရိုနာနဲ့ပတ်သက်ပြီးတော့အဲအရန်ကိုရင်းမြစ်နေပါတဲ့ဒီသားတစ်ခုမှအဲ ဘယ်လိုလုပ်ရမလဲဆိုရယ် idea ရအောင်ကျွန်မကတော့လေးလာထားတာပါကစ္စတန်နိုင်ငံပေါ့နော်အဲ့ဒီမှာကျွန်မ cholera outbreak ဖြစ်တဲ့အချိန်မှာအဲ့ဒီက cholera ထုခုစင်တာမှာဘယ်လိုမျိုးရောဂါရှာဖွေလဲဆိုတော့သူကရေးသားထားတဲ့စာရင်းဖြစ်တယ်အဲ့ဒီမှာဒီမှာသူ့ရဲ့ cholera antiviral cholera နဲ့ပတ်သက်ပြီး hanging drop preparation ဆိုတာကို dark green microscope ပေါ့နော်ဒီဟာကိုသုံးပြီးတော့ကြည့်ရဲ့အခါမှာဒီဟာအရင်ဟို rapid ဖြစ်တယ် simple ဖြစ်တယ်နောက်တစ်ခါကျတော့ဒီ method ဟာ reproducible ဖြစ်တယ်ဆိုတော့ကထွက်လာတဲ့ရလဒ်ကိုကျွန်မပြန်ပြီးတော့ရောဂါရှာဖွေရဲ့အဲရောဂါအတီးပြည့်ရဲ့နေရာမှာရောဂါကုသရဲ့နေရာမှာအသုံးချ လို့ရလောက်တဲ့အနေအထားမျိုးပေါ့နော် reproducible ဖြစ်တယ်ဆိုတော့ method ဖြစ်ကြအောင်သူတို့ဖြောက်ပြီးတွေ့ရှိခဲ့တယ်ပြီးတော့ခါကြသူက CCR ရတာက liquid stool sample ဒါမှမဟုတ်ရှင်တဲ့ red test swab ပေါ့နော်ဒီ red test swab ဘယ်လိုယူလဲဘယ်လိုချိန်နေမှာဘယ်လိုမျိုးယူပြီးတော့အသုံးချရလဲဆိုတာဆရာမပြပြခဲ့ပြီးဖြစ်တယ်ပေါ့နော် cholera laser sequencing မှာအပြည့်စုံပါပြီးသားဖြစ်ပါတယ်အဲ့မှာကျမတို့ကပို့ပြီးတော့ဒါတိကျစီဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီ cholera ပါလားပါလားတိဖို့အတွက်ဆိုရင် cholera မှန်တယ်ဆိုလို့ရှိရင်သူ့ရဲ့သက်ဆိုင်ရာ specific ဖြစ်တဲ့ antisera ထည့်လိုက်တဲ့အခါမှာအဲ့ကောင်မလုတော့ဘူးပေါ့နော်အဲ့လိုမလုစင်မလုစင်ဒါတိကျက ါပြီဒါ February Cholera ပဲဆိုတာသိပါပြီအဲ့မှာမှချက်ပြီးတော့ O1 လား O1 ထွေးနိုင်လားသိဖို့အတွက်ဆိုလို့ရှိရင်တော့သူရဲ့သက်ဆိုင်ရာ specific and score penicillin ကိုအသုံးပြုပြီးတော့ဟာကြရအောင်အတိပြုလို့ရပါတယ်အဲ့တော့ဒီမှာလည်းရေးထားရပါတော့ဖြစ်တဲ့လူအားလုံးရဲ့80%လောက်မှာ5မိနစ်တွင်ကျွန်တော်တို့ရှာဖွေတွေ့ရှိနိုင်တယ်ပေါ့နော်ဆိုရာကအဲတော်တော်လေးတော့ကျွန်တော်ရင်းမြစ်နေပါဒေတာဆိုလို့ရှိရင်တော့ဖြစ်တဲ့လူ စစ်ဆေးရခိုင်နှုံလောက်ကိုဆင်တော့တွေ့နိုင်နေပေါ့နော်20%လောက်ကတော့အဲလွတ်သွားတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်တော့အဲ့ပါကစ္စတန်ကအဲကိုလိုရာကူတာရဲ့စင်တာမှာတော့သူကကချာပေါ့နော်ကချာဟိုကဆက်ပြီးတော့လုပ်တယ်တွဲပြီးတော့ငါကျတော့အဖြေကိုကြည့်တယ်ပေါ့နော်အဲ့လိုအပြည်လေ့လာပါတယ်ပြီးတော့ငါကျတော့အဓိကကတော့ဒီ ductile microscope နဲ့ဒီအဲ hanging drop preparation ਆ ဆိုလို့ရှိရင်တိတ်ပြီးတော့ကျွမ်းကျင်နေကြအောင်လို့ဒီကြောင့်ဆင်မတို့အခု HLF mini lab step ဒီကိုရိုင်းလုပ်လို့ရတယ်ဆိုပြောတာဖြစ်ပါတယ်ကျွမ်းကျင်ပြီးတော့ laboratory technician ဖြစ်ကြမလို့ microscope ကိုတိစားတုံးတက်တယ်ဆိုတာနေ့ကိုပဲ hanging drop ဒီအကောင့်ဘယ်လိုသွားလဲဆိုတာကြည့်ပြီးတော့ဟာကျတော့ကျမတို့ကဒါအဖြေထုတ်ပြီးလို့ရတယ် group အခုနကပြောသလို specific ဖြစ်တဲ့ any color ဆိုတာတော့ပါမယ်ဆိုလို့ရှိရင်တော့ပိုကောင်းနေပါတော့အဲ့မှာဒီကတော့တဲ့ပြောချင်တာကပိုးတည်စီတဲ့ preservative ဘာညာမပါဘူးပေါ့နော်ကြာရှည်ငယ်ပစ္စည်းကိုအဲ့ဒီ any color မှာထည့်သွင်းထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့တခုခု strain နေပါရင်မြန်မာဆီမှာခွဲခြားကျင်နေဆိုလို့ရှိရင်လည်းဒီကောင်တွေကဒီဒီ any color တွေကဘာမှတိတ်ပြီးပြဿနာမရှိဘူးဆိုတာသူကပြောထားပါသေးတယ် အဲဒါကတော့ကျမတို့ဘယ်လိုလုပ်ကြလဲဆိုရင်မက်သက်လေးကိုအသေးစိတ်ပြန်ပြောတာပါ။သူကတော့ဒီမှာအဲဒီလိုမျိုး cavity ပေါ့နော်။ပုံမှန်အားဖြင့်ကျမတို့ဒီအခွက်ပါတဲ့ဒီမှန်ချက်ကလေးပေါ့နော် glass slide လေးဖြစ်လို့ရှင်ပိုကောင်းတယ်။အဲ့ဒီထဲမှာမှသူကအဲဒီ bacteria ကို hang drop ဒီထဲမှာပါတယ်ဆိုလို့ရှင်တရားကြည့်လို့ရတာပေါ့နော်။အဲ့တော့အဆက်ကျမတို့ drop သေးသေးလေးတော့လုပ်ဖို့လိုမယ်။အဲ drop အရန်ကြီးရဲ့ဆိုလို့ရှင်တော့ကျမတို့ဒီလိုမျိုးခွက်ခွက်ကလေး slide ခွက်ခွက်လေးပေါ့လို့ရှင်မြင်ရဘူး။တရားကြည့်လို့ရမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့ ဒါကျွန်မတို့ကြည့်တဲ့ပုံစံလေးသူကဒါသေုပ်ပေါ်ထားတာပေါ့နော်။သူကတော့တည်ဆောင်လို့ဘယ်လိုလုပ်ပြောဘယ်လိုပြောလဲဆိုလို့ရှိရင်ဗတိရကာချားနေပဲယူပါပေါ့။ဒါဆိုသူတို့ရှင်ကျွန်မတို့တည်ကြတယ်အများကြီးပါလာပြီပေါ့နော်။ကာချားပေါက်တဲ့ဟာယူလို့ရှိရင်အဲ့တော့ကျွန်မတို့အဲသူကသူ့ရဲ့ glassite ကိုလည်းပဲ cavity လေးပါတဲ့ဟာကိုတွုံးမယ်။ဒါဆိုပိုစင်ကြီးရဲ့နောက်တစ်ခါကျဖျောင်း cover slip နောက်တစ်ခါကျ vanse banner ရဲ့ inoculation ပေါ့နော်။ဒီဒီကာချားဟာကိုယူဖို့အတွက်ကိုကျွန်မတို့က inoculation loop ပြီးယူပြီးလို့ရှိရင်တင်ပြီးတော့ကြီးလိုက်လို့ရှိရင်ရပြီပေါ့နော်။ ဒါ microbiology mentra နေပြီးတော့ YouTube ကနေကျွန်မဒါပြန်ပြီးတော့အဲယူထားတာဒီကနေပြန်တစင်ပြန်ပြောင်းအောင်မျှဝေတာပေါ့နော်အဲ့တော့ glass eye ကတော့ clean ပြရမှာပေါ့နော်။သုံးမိသားရဲ့ထက်ကတက်ကမသုံးလို့ကျွန်မအစ်စ်ဖြစ်နေတော့ပေါ့။ဘာလို့ဆိုတော့အဲ့ greasy ဖြစ်တာစီးကန်နေရတော့ချောနေရတော့အမုံတွေပါနေရတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစားမမြင်ရနိုင်ဘူးပေါ့နော်။အဲ့တော့ corner ကိုကျတော့ခုနကတော့ 30ဦးဒီမှာကျတော့40လေးချရဲပေါ့နော်ဟိုဘက်အဲတောင်စုံလေးခုမှာချရဲပြီးတော့အလဲတဲတဲမှာကျွန်တော်တို့တကယ်စစ်ချက်နဲ့ drop ပေါ့နော် bacteria drop ကိုချလိုက်တယ်ပေါ့နော် ဟိုဒါနဲ့ဒီ sterilize inoculation loop တွေ sterilization လုပ်တာတို့ကာချာရီရယူတာပြီးလို့ရှင်ပြန်ပြီးတော့အဲဒါကို inoculation loop ကိုပြန်ပြီးတော့ဒီ sterilize ပြန်လုပ်တာရယ်အဲ့ဒါတွေကတော့အဲ sammarchi ဘိုင်းကအဲ bacteria အကာချာ sensitivity antibody resistant lecer series မှာအဲတစ်ခါတစ်ခါပြောထားပြီးသားဆိုတော့အဲ့ဒီ method တွေဘယ်လိုလုပ်လဲဆိုတော့ sammarchi ပြန်ပြအသေးစိတ်မပြောတော့ဘူးပေါ့နော်သူကတော့ဒီမှာတည်ချအောင်လို့ဆိုပြီးတော့ကာချာယူပြရတာအဲ sammarchi တွေတကယ် on site အဲကလင်နစ်မှာသွားပြီးတော့ဆေးကန်းဆေးကန်းနေတကယ်ကော်ရိုရာကိုစောင့်ကြည့်တဲ့ဆက်တိုင်းမှာသွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့အဲအဲ့ကာချာရဲ့ဘာရဲ့ဘာမလုံနိုင်တော့ဘူးတကယ်ဆံမတို့တန်းပြီးတော့ stew ဆန်ပဲဒါမှမဟုတ်ရှင်လဲပဲအဲ့ liquid stew ပေါ့နော် liquid stew ဆန်ပဲဒါမှမဟုတ်ရှင် red dead swap ကနေပြီးတော့ယူပြီးတော့ဆက်ဆေးရမှာဖြစ်ပါတယ်အဲဒီလိုမျိုးဆိုလို့ရှိရင်ဒါမျိုးလေးသူရမယ်ပေါ့လေ drop ကိုမကြီးစင်းနေပါတော့ drop ကိုကြီးမဲ့ဆိုတော့ကျွန်တော်ကျွန်မတို့ပြားဒီပုံမှန်ကျွန်မတို့ cover slip နဲ့ဆိုလို့ရှင်တော့အောက်မှာသွားထိနေမှာပေါ့အဲ့တော့အဆင်မပြေဘူးအဲ့တော့ drop လေးညင်ရမှာမဟုတ်ဘူးရှင်းရတော့လေကျွန်မလွတ်လွတ်ချွတ်ချွတ်အဲ့မှာသုံးလို့ရတယ်ပေါ့လीနော်ခုနေရာမှာရှားခဲ့မယ်ဆိုလို့ရှင်တော့အဲ့ဒါလေးရအဆင်ပြေပါတယ်အဲ့ဘယ်လိုမြင်ရမလဲဆိုတဲ့ဟာလေးကိုလည်းဒီမှာပြထားရပါတော့ you will see something like this တခြားဘက်တီးရီးယားလည်းလောက်တာလေးရှိရတော့ဒီမှာဒါလေးဆိုတော့နည်းနည်းလေးဟိုနာဒီနာလှုပ်လှုပ်လှုပ်နေတော့ဒါပေမဲ့ကောလရာအလိုမဟုတ်ဘူးရမ်းမြန်တယ်ဘယ်မှာဆရာတို့စီးခွက်ထဲကနေဝယ်လို့ရတယ်အဲဗီဗရီယိုကောလိုရီအန်ဒီဆီရာရီပေါ့နော်အဲ့တော့ပုံစံမျိုးမျိုးပဲသူ strain ကိုကြည့်ပေါ့ဒီမှာဆို O139 ပေါ့နော် Bengal type အဲ့တော့အဲကိုယ့်ရဲ့ဒီကိုတည်ကျင်တဲ့ type ကိုအဲရွေးပြီးတော့ဟာကြတော့ဝယ်လို့ရတယ်ဒီအောင်ထည့်လိုက်လို့ခုနကဘာလှုပ်နေရတာနေပြီးထည့်ပြီးတော့မလှုပ်တော့ဆိုလို့ရှင်တော့ဒါကသူ့ရဲ့ specific ဖြစ်တယ်လို့ဆရာတို့ပြောလို့ရတာပေါ့နော် အဲ့တော့ result ဘယ်လို interpretation လုပ်မလဲဆိုရှင် positive ဖြစ်တဲ့ result ဆိုလို့ရှင် more time video call လို့ရ present ပေါ့နော်အဲ့တော့ negative ဆိုလို့ရှင် no movement more time bacteria absent ဒါမှမဟုတ်ရှင်လည်းပဲ present ဆို no motor organism လို့ပြောလိုက်လို့ရှင်ရပါပြီအဲ့တော့မျိုးစိတ်တွေလည်းကျွန်မခွဲလို့ရတယ်ဒါကတော့ကျွန်မတို့ဒီတက်တက် ဒါကသူလိလာလို့ရအောင်ဆီမှာထည့်ပေးထားတာအဲဗီဗီယိုကော်လိုရီကိုမှသူကသစားကြိုက်တယ်ဒါကြောင့်ဆီမှာတို့ကစားထည့်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုရင်ဒီသားလေးကိုပြထားတယ်ဒီမှာကျုပ်ပြီးအလေတရားကြတော့စားမရှိ NAC ရဆိုတာစားပါပဲစားမရှိရဲ့အချိန်မှာဖြစ်တဲ့အနေထားပေါ့တော့ပါတယ်မနည်းနည်းလေးပဲဒါပေမဲ့ A တင်းမှာကြတော့1%အဲ့ဒီစီရပေါ့နော်စားထဲတော့ခါကျအရန်ကိုအများကြီးပေါက်လာတယ်။စီမာကြတော့သူကဘီဗီယိုပါရာဟီမိုလစ်တစ်ကဲဆိုတော့တခြားသောဘီဗီယိုမျိုးစိတ်ကိုလိုရာမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့ဒီအမှမပေါက်ဘူးဆိုပြီးသူကပြောထားတာဖြစ်တယ်ပေါ့နော်။စားအတီးတီး 0ကနေဆီထဲချတော့သူကမပေါ့ဘူးပေါ့နော်နောက်တစ်ခုကကျွန်မတို့ထပ်ပြီးတော့ cholera specific ဘယ်လိုမျိုးကျွန်မစစ်လို့ရသေးလဲဆိုသူရဲ့ zero group ဒီ zero type ဒီကို confirmation လုပ်ဖို့အတွက်ဆိုလို့ရှိရင် antibody level နဲ့လည်းစစ်လို့ရတယ်ထုံးစံတိုင်းကျွန်မတို့ titer နဲ့တွားမယ်ပေါ့နော် withdrawal ကလည်းပြောခဲ့ပြီးသား phosphorus ပေါ့နော်လေးစားတက်လာတယ်ဆိုလို့ရှိရင်ဒါက cholera က recent infection ဝင်ပြီးသွားပြီအဲ့တော့ဒါတို့ကျွန်မတို့ဘယ်လိုသုံးလဲဆိုလို့ရှိရင် antigen တွေကို cholera ဒီသူရဲ့ type ဒီပေါ့နော် specific ဖြစ်တဲ့ o1 လို့ o139 ဒါတွေကိုကြည့်ပြီးတော့ခါကြတော့အဲဒါတွေကိုသုံးပြီးတော့ခါကြတော့ antigen သုံးပြီးတော့ anybody level ဘယ်လောက်ဒီတက်လာလဲဆိုတော့ကြည့်ရဖြစ်ပါတယ်ရှင်းတွေ့ရဆိုလို့ရှင်တော့ကျမတို့ဒီလိုမျိုး club နေပေါ့နော် coordination reaction တွေကိုကြည့်လို့ကြည့်ပြီးတော့ခါကြတော့အဲဒါကသူ့ရဲ့ဒီ reaction လာလားမလာလားဆိုကြည့်အောင်ဒါကကျမတို့အပိုထက်ပြီးတော့မသားရင်ဖြစ်တယ်ဆိုတော့ကျမတို့ vibrio cholera ကောကိုဒီတိုင်းဒီပုံစံတစ်မျိုးတိုင်းပဲကျမတို့ကဆစ်လို့ရရလို့ချင်နေပါဆိုတခြားလို့ကျမတို့ကအတီးပြူစစ်စစ်လို့ရတာလည်းရှိသေးတယ်ဒါကသူ့အမှာပေါ့နော်တခြားလို့ကျမတို့ coordination နေ clamping နေတာလည်းပဲကျမတို့ဆစ်ပြီးတော့ခါကြတော့လုပ်လို့ရပါသေးတယ်